ဟယ်လိုတကြဟာအားလုံးပဲမင်္ဂလာပါ AK Land Channel ရဲ့ YouTube Channel မှာကြိုဆိုပါရစေ။လောကျူဒီနေ့မှာတော့အခြေခံတရုတ်စကားပြောတင်ငင်းစာတင်ငင်းစာ15ကိုအတူတူကြည့်ကြည့်အောင်နော်။ဟာနောက်ပါမယ်ခိုင်ရှ်အဒီနီမှာတော့ခွင့်ယူတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကြည့်ကြည့်မယ်ပေါ့နော်ခွင့်ယူတာကိုဘယ်လိုမျိုးပြောလဲကိုခွင့်ဘယ်လိုခွင့်ယူခြင်းလဲဆိုလို့ရှိရင်ဘယ်လိုပြောရမလဲဆိုတာကိုဒီသင်ခန်းစာမှာအတူတူလေ့လာကြည့်မယ်ပေါ့နော်အဲ့တော့မင်းပနေနေ့ခွင့်ယူမှာလဲနီဂျီဟောက်ချင်းကြ 你几号要请假？你几号要请假？အဲ့တော့ ni ဆိုတာကတော့ min ခမကြီဟောက်ကြီဟောက်ဆိုတာကဘယ်နေ့နေလဲလို့ပြောတာဥပမာ10ရက်နေ့မှာခွင်ယူပါလား9ရက်နေ့မှာခွင်ယူပါလား15ရက်နေ့ခွင်ယူပါလားပေါ့နော်ရက်နေ့ကိုဟောက်လို့ပြောတယ်ကြီဟောက်ဆိုတော့ဘယ်နေ့နေလဲလို့တိပြရတယ်အဲ့တော့ရောက်ချင်းကြချင်းကြဆိုတော့ခွင်ယူတာချင်းဆိုတာကတောင်းဆိုတယ်ကြဆိုတာကခွင်ရပေါ့ခွင်ရကိုတောင်းဆိုတယ်ဆိုတော့ခွင်ယူတယ်ဆိုတဲ့အတိပ္ပယ်နဲ့ ရတယ်ပေါ့နော်။အဲဒါကြောင့်ရောက်ကျင်ကြဆိုရင်ခွင့်ယူမယ်ဆိုတဲ့အတိပဲရတယ်။အဲဒါကြောင့်မင်းဗနေနေခွင့်ယူမှာလဲဆိုရင်နီဂျီဟောက်ရောက်ကျင်ကြ။နီဂျီဟောက်ရောက်ကျင်ကြ။မင်းဗနေနေမှာခွင့်ယူမှာလဲ။အဲတော့ကိုကအဖြစ်ဖြစ်တဲ့နေရာမှာဂျီဟောက်ဆိုတဲ့နေရာမှာဂျီဆိုတဲ့နေရာမှာကိုခွင့်ယူမယ်နေရက်။အဲတော့ဆယ်ရက်နေ့ဆိုရင်10ဟောက်။25ရက်နေ့ဆိုရင်15ဟောက်။အဲလိုမျိုးစာထုတ်ပြီးတော့ပြောရမှာပေါ့နော်။ အဲ့ကျွန်တော်15ရက်နေ့မှာခွင့်ယူမှာဆိုရင်我15號要請假我15號要請假ကျွန်တော်က15ရက်နေ့မှာခွင့်ယူမယ်အကယ်၍20ရက်နေ့ဆိုရင်20 20號ဆိုရင်20ရက်နေ့ပေါ့အဲ့တော့我20號要請假ဆိုရင်ကျွန်တော်20ရက်နေ့မှာခွင့်ယူမယ်ပေါ့ဒီလိုမျိုးပြောတာပေါ့နော်အဲ့တော့1ဟောက်ဆိုရင်1ရက်နေ2ဟောက်ဆိုရင်2ရက်နေ3ဟောက်ဆိုရင်ဒါ3ရက်နေပေါ့နော်ဒီလိုမျိုးပြောတာ ။ဒါကြောင့်မို့လို့ကျွန်တော်15ရက်နေ့မှာ꿰ယူမယ်ဆိုရင်我15号要请假。我15号要请假。မင်းဘယ်နေ့ကြာ꿰ယူမှာလဲ?ဒါ꿰ယူရင်ဘယ်နေ့ကြာအောင်ယူမှာလဲပေါ့။တရက်ယူမှာလား၊နှစ်ရက်ယူမှာလား၊၅ရက်ယူမှာလားပေါ့နော်။ဒါမျိုးမေးရင်ဘယ်လိုမေးလဲဆိုတော့နီးရှန်ချင်းဂျီထျန်းကြ။你想请几天假？你没啊？想说漏钱了，批钱了不呢？请说当说钱呢？几天 ြည်ထျန်းဆိုတာဗနေရကြာလဲလို့ပြောတာကြည်ထျန်းဗနေရကြာလဲဥမာရည်ထျန်းဆိုရင်တရက်ကြာလျင်ထျန်းဆိုရင်နှစ်ရက်ကြာစံထျန်းဆိုရင်သုံးရက်ကြာပေါ့အဲ့ဒါကိုဗနေရကြာအောင်ယူနေတာလဲပေါ့နော်အဲ့တော့ကြာဆိုတာကခွင့်ရက်အဲ့တော့ချင်းကြည်ထျန်းကြာဆိုရင်ခွင့်ဗနေရယူမှာလဲလို့ထည့်ပေးရတယ်အဲ့မှာချင်းကြာကြည်ထျန်းလို့မပြောဘူးနော်ချင်းကြည်ထျန်းကြာအဲ့တော့ချင်းဆိုတာတောင်းဆိုသည် verb တစ်ခုဖြစ်တယ်ကြဆိုတာကခွင့်ရဲ့သူကနောင်တစ်ခုဖြစ်တယ် အဲ့တော့ version now မှာသူ့ရဲ့ကြားထဲမှာအရေးအတွက်တွေလိုက်တဲ့ဆိုလို့ရှိရင် version now ရဲ့ကြားနေထားပြရတယ်အရေးအတွက်တွေက version now မှာဒုတိယမြောက်ဦးစားပေးနေတဲ့တုံးနဲ့အဲ့နောက်မှာမှ now ကတက်ပြီးတွဲပြီးလိုက်ပြရတာပေါ့နော်ဒါကြောင့်မလို့ချင်းကြည်တန်းကြဘယ်နည်းကြအောင်ခွင့်ယူမှာလဲပေါ့အဲ့တော့မင်းဘယ်နည်းကြခွင့်ယူမှာလဲဆိုရင်နီးရှံချင်းကြည်တန်းကြမင်းဘယ်နည်းကြခွင့်ယူခြင်းလဲကျွန်တော်နေ့ရက်လောက်ခွင့်ယူခြင်းနဲ့ဝါရှံချင်းလျံထင်းကြ 我想请两天假，叫你、啊、老罗进来不，忙。两天假属于困难日。我说我想请两天假，困你老罗进来。那边的老外啊，老早老大嘞。你是几月开始工作的？你是几月开始工作的？你，咩啊？是也，老师话对啊，对来对那开的开展出来这边的呀，那是的开的开展。 ကြည်ရွတ်ဘယ်နှလားပိုင်းခိုင်းရှိစွာစစတင်တာဗောနော်အစာပြူတာခိုင်းရှိစတင်ပြီးတော့ကုံးကြော့အလုပ်လုပ်တာအဲ့တော့ကြည်ရွတ်ခိုင်းရှိကုံးကြော့တဘယ်နှလားပိုင်းကအလုပ်စပြီးတော့လုပ်တာလဲလို့အထင်ပဲရတယ်အဲ့တော့မင်းကဘယ်နှလားပိုင်းကအလုပ်စလုပ်တာလဲဟာလားနှလားပိုင်းကစလုပ်တာလားတလားပိုင်းတော့စလုပ်တာလားဒီလိုမျိုးပြောတာဗောနော်你是几月开始工作的？你是几月开始工作的？明白的老板啊，阿老师老大嘞。 你是几月开始工作的？正罗个董老板啊，阿鲁萨鲁达哇！我是三月开始工作的。我是三月开始工作的。三月，是吧、啊，个董老板，然后开始工作的，阿鲁萨比鲁达。正罗个董老板侬啊，阿鲁萨鲁达。所以，我是三月开始工作的。我是三月开始工作的。正罗个董老板侬啊，阿鲁萨鲁达哇！ မင်းဘယ်နှခုနှစ်တုန်းကတရုတ်ပြည်ကိုသွားခဲ့တာလဲနီနာနီယန်ချွေတုံးကောတနီနာနီယန်ချွေတုံးကောတနာနီယန်ဆိုတာကဘယ်နှခုနှစ်လဲလို့တည်ပြရတယ်ချွေတုံးကောတုံးကောဆိုတာကတရုတ်နိုင်ငံချွေတုံးကောတရုတ်နိုင်ငံကိုသွားတယ်တဆိုတာဒီနေရာမှာခဲ့တယ်ခဲ့တာဆိုတဲ့အတိပ္ပယ်နဲ့တုံးတယ်ချွေတုံးကောတတရုတ်နိုင်ငံကိုသွားခဲ့တာနာနီယန်ချွေတုံးကောတဘယ်နှခုနှစ်တုန်းက တရုတ်ပြည်ကိုသွားခဲ့တာလေဒါကြောင့်မင်းဘယ်နှခုနှစ်ကတရုတ်ပြည်ကိုသွားခဲ့တာလဲဆိုရင်နီနာနီယန်ချွေတွုံးကော်တာနီနာနီယန်ချွေတွုံးကော်တာမယားဘယ်နှခုနှစ်တုန်းကတရုတ်ပြည်ကိုသွားခဲ့တာလေငါ2019ခုနှစ်တုန်းကတရုတ်ပြည်ကိုသွားခဲ့တာပါဝေါ်2019年ချွေတွုံးကော်တာဝေါ်2019年ချွေတွုံးကော်တာဝေါ်ဆိုတာကငါကျွန်တော်အာဆိုတာကနှစ် လင်းဆိုတာက၃ညရီးဆိုတာ၁ကျိုးဆိုတာက၉ကလန်းနေန်ဆိုတာခုနှစ်အဲ့တော့အော်လင်းရီးကျိုးနေန်နှစ်၃ညတကိုခုနှစ်2019ခုနှစ်လို့ပြောတာပေါ့နော်ကိန်းကလန်းတွေကိုဒီလိုဖတ်ရတယ်နော်အော်လင်းရီးကျိုးနေန်ချွေကျုံကော်တဲ့တရုတ်နိုင်ငံကိုသွားခဲ့တာပါဒါကြောင့်ငါက2019ခုနှစ်တုန်းကတရုတ်နိုင်ငံကိုသွားခဲ့တာဆိုရင်我二零一九年去中国的，我二零一九年去中国的，俺那趟是过过年，个，得有比过多给他吧。 မင်းတို့ပြည်မှာနေတာဘယ်နှစ်နှစ်ကြာပြီလဲနီ住在中国几年了你住在中国几年了你မင်းခင်ဗျာ住ဆိုတာကနေထိုင်နေလို့အဓိပ္ပာယ်ရနော်住ဆိုတာနေထိုင်နေ在中国တရုတ်နိုင်ငံမှာ在中国တရုတ်နိုင်ငံမှာ几年了ဆိုတာဘယ်နှစ်နှစ်ကြာပြီလဲလို့ပြောတာ几年ဆိုရင်ဘယ်နှစ်နှစ်ကြာလဲလို့အဓိပ္ပာယ်ရနော်나年ဆိုရင်တော့ဘယ်နှစ်ခုနှစ်လဲလို့အဓိပ္ပာယ်ရဒါလေးကိုခွဲခြားပြီးမှတ်မယ်နော်အဲ့တော့ နေကျူဆိုင်ဒရုန်းကိုကြီးနေလားမင်းတို့ပြီမှာနေတာဘယ်နဲ့ကြပြီလဲနေကျူဆိုင်ဒရုန်းကိုကြီးနေလားမင်းတို့ပြီမှာနေတာဘယ်နဲ့ကြပြီလဲငါတို့ပြီမှာနေတာတုံနေရှိပြီဝါကျူဆိုင်ဒရုန်းကိုစမ်းနေလားဝါကျူဆိုင်ဒရုန်းကိုစမ်းနေလားစမ်းနေဆိုရင်တုံနေကြပါတော့စမ်းနေလားတုံနေကြပြီဝါကျူဆိုင်ဒရုန်းကိုစမ်းနေလားဝါကျူဆိုင်ဒရုန်းကိုစမ်းနေလားငါတို့ပြီမှာနေတာတုံနေရှိပါပြီ ငါတို့ပြည်မှာနေတာနည်းနည်းရှိပြီ။我住在中国六年了。我住在中国六年了。ငါတို့ပြည်မှာနေတာနည်းနည်းရှိပြီ။နည်းနည်းကြာပြီဆိုရင်တော့六年နဲ့တုံးပြရမယ်နော်။我住在中国六年了。ကျွန်တော်တရုတ်ပြည်မှာနေတာနည်းနည်းရှိပြီ။ဟုတ်ကျေးဇူးကျင့်တဲ့ခဝမ်းဒါတော့ဒီနေ့ရဲ့သင်ခန်းစာလေးပေါ့နော်အဲ့တော့ဒီလိုစကားပြောသင်ခန်းစာတွေကိုနေ့စဉ်ဝင်ရောက်ကြည့်ရှုလေ့လာကျင့်နေဆိုလို့ရှိရင်ရုရှား AK Chinese Club PK China Online Club ဒါ YouTube Channel လေးကိုဒါ Subscribe နှိပ်ပေးထားပြီးတော့နေ့စဉ်ဝင်ရောက်ကြည့်ရှုလေ့လာလို့ရပါတယ်အမြဲတမ်းလေ့လာအားပေးနေကြတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဟုတ်နာဝမ်ရှာစစ်ကြဆက်ဆက်တာကြား